ဒီနေ့မှာတော့ငယ်ဘွားကိုပြန်မရစေမဲ့ enemy လေးစကားလေးတကားကို recap လုပ်ပေးသွားမှာဖြစ်ပါတယ် brother တို့ sister တို့အနေနဲ့ဒီစကားလေးကိုဘယ်သက်ရွယ်ကနေစကြည့်ရလဲဆိုတာကို comment မှာမှတ်သားပေးလို့ရပါတယ်ဇလန်းအစမှာတော့ Fujimoto လို့ခေါ်တဲ့သူကစေးရီတွေကိုပင်လယ်ထဲမှာရောဆက်ရင်းနဲ့ပင်လယ်ရေပြင်ဟန်ချက်ကိုထိန်းချနေပါတယ်ထို့နောက်အပေါက်ထဲကနေငါးပုံစံရှိတဲ့ကောင်မလေးတယောက်နဲ့သူ့ရဲ့ညီမတွေကိုတွေ့ရမှာပါအဲ့ထဲမှာသူမကအကြီးဆုံးဖြစ်နေပြီးကျန်တဲ့သူတွေရဲ့အမအကြီးဆုံးလည်းဖြစ်ပါတယ်သူမကအကုန်းဘွားသူတွေကိုစူးစမ်းလို့သိရှိတာကြောင့်ငါးတကောင်နဲ့တူတူရေပြင်ကိုတက်သွားခဲ့ပါတယ်နောက်တစ်ခန်းမှာတော့တောင်တန်းပေါ်မှာ အင်လေးတွေရှိနေပါတယ်။အဲ့ဒီအင်ကဆိုစကီဆိုတဲ့ကောင်လေးကသူ့ရဲ့လေနဲ့ကစားဖို့ကန်ဆက်ကိုပြေးလာနေပါတယ်။ဒီချိန်ငါလေးကတော့အမိုက်သိသိမောကပိုက်ခွင်မှာမိပြီးပူဆိုးတာကဖန်ခွက်ကခေါင်းမှာဆွဲပြီးပိတ်မိနေတာပါ။ကန်ကောင်းသွားတာကပိုက်ခွင်ကနေလွတ်လာပြီးဆိုစကီရှိရဲ့ကန်ဆက်ကိုမျောသွားခဲ့ပါတယ်။ဆိုစကီကလည်းအဲ့ဒီငါလေးကိုမြင်ပြီးကုန်းပေါ်ကိုယူလိုက်ပါတယ်။ပြီးတော့ဖန်ခွက်ကိုခွဲကငါလေးအသက်ရှင်လာလို့ကြည့်နေပါတယ်။ဒီချိန်ဖန်ခွက်သားရှာသွားတဲ့သူ့ရဲ့လက်ကသွေးကိုငါလေးရဲ့ရက်လိုက်တာကြောင့်အသက်ရှင်သေးတယ်ဆိုပြီးကုန်းပေါ်ကိုပြေးတက်သွားခဲ့ပါတယ်။ဒါပေမဲ့ဆိုစကီမသိတာကနောက်ကနေရေတွေကတရဝါတစ်ခုလိုဖြစ်နေ ပြီးသူ့နောက်ကိုလိုက်နေတယ်ဆိုတာပါတကယ်တော့အဲ့ဒါက Fujimoto လွတ်လိုက်တာဖြစ်ပြီး Fujimoto ကလည်းသူမရဲ့အဖေပါနောက်တော့ Sosuke ကပုံအစင်းထဲမှာရေကိုထည့်ပြီးငားလေးကိုထည့်ထားလိုက်ပါတယ် Sosuke အမေ Lisa ကတော့အလုပ်သွားဖို့အတွက်နောက်ကျနေလို့ Sosuke ကိုခေါ်နေပါတယ်ဒီချိန်ကုန်းဘော်ကို Fujimoto ကစီဖျံသမားပုံစံနဲ့တက်လာခဲ့ပါတယ် Sosuke အမေကစီဖျံသမားထင်ပြီးပုသက်စီမတော့ရဘူးလို့ပြောရင်ကားနဲ့ထွက်သွားခဲ့ပါတယ်လမ်းမှာတော့သူ့အမေကိုရွှင်ငားရလာတယ်လို့ပြောပြီးသူမကိုဖွညုံလို့နာမည်ပေးလိုက်ပါတယ်သူတို့တွေကလမ်းမှာပဲအစားစားနေကြပြီးပုညုံလေးကတော့ Sosuke ရဲ့ဝတ်ပေါင်းကြောင့်တာကိုဆွဲယူစားလိုက်ပါ ါတယ်ဖူဂျီမိုတိုကတော့သူတို့နောက်ကိုရေချောင်းကနေလိုက်နေပြီးတနေရာရောက်မှာတော့တင်မောတွေကြောင့်ဆက်မလိုက်တော့ပဲလက်ပြန်ခဲ့ရပါတယ်ဆိုစကီတို့တွေကကန်နာတစ်ချောင်းမောင်းလာခဲ့ပြီးဆိုစကီအမေလုံးလုံးတဲ့ဘူပိုင်းရိုက်တာကိုရောက်လာခဲ့ပါတယ်ဆိုစကီကတော့ရိတ်တာဘေးအကြောင်းမှာကြောင်းတက်နေရတာဖြစ်ပြီးပူညိုလေးကိုဘယ်သူမှမသိတဲ့နေရာမှာထားခဲ့ပါတယ်နောက်တော့ဆိုစကီလေးကစိတ်မချပဲတောတောကြည့်နေလို့တငယ်ချင်းဖြစ်သူခူမီကိုကတွေ့သွားခဲ့ပါတယ်ပူညိုကိုတွေ့တာနဲ့တယောက်နဲ့တယောက်မကြိုက်ကြပဲပူညိုကရေနဲ့ထွေးထုတ်လိုက်တာကြောင့်အင်ကြီးရေဆူသွားပြီးအောင်းဝင်နေပါတယ်နောက်တော့ဆိုစကီလည်းသူ့လုပ်တဲ့ထင်မှာကြောက်လို့ပူညိုလေးကိုယူပြီးပြေးလာခဲ့ပါတယ် ်။ဆူစကီကပွညိုလေးကိုအရန်တန်ရောစဉ်ဖြစ်နေပြီးဘိုဘာရီတာကအဖွားတွေကိုသူ့ရဲ့ပွညိုလေးကိုပြလိုက်ပါတယ်။အဲ့ထဲကအင်ကြီးပြောင်းနဲ့အဖွားကတော့မျက်နှာရှိနေတာကိုတတိထားမိပြီးပင်လယ်ထဲကိုပြန်လွတ်ဖို့နဲ့ပွညိုကြောင့်ဆူနာမီတွေဖြစ်လာနိုင်တယ်လို့ပြောလိုက်ပါတယ်။ပွညိုကအဖွားကိုပါရေနဲ့ထွေးထုတ်လိုက်တာကြောင့်ဆူစကီလည်းသူ့လုတဲ့အထင်ကန်းမှာဆိုးတာကြောင့်ရေးသားကိုပြေးပုံလိုက်ရပါတယ်။လီစာကတော့ဆူစကီလုတဲ့ထင်နေပြီးဆူစကီကိုလာတော့မှမပြောနေပါတယ်။ပွညိုလေးကတော့ဆူစကီလို့ခေါ်လိုက်ပြီးဆူစကီကိုချစ်တယ်လို့ပြောလိုက်ပါတယ်။ဒီအဖြစ်အပျက်ကိုကြည့်ရင်အပြင်ကျွန်တော်တို့ကတော့ဒီကလေးလောက်ကိုတောက်ပြစ်မရှိရကောင်လေးဖြစ်ပါတယ်။ဆူစကီ လည်းချစ်တယ်လို့ပြောလိုက်ပြီးကန်ဆိုးတာကဆိုစကီသွားပုန်းတဲ့နေရာကပလေအပြင်နဲ့နီးနေပြီးဖူဂျီမိုတိုတို့လွှတ်လိုက်တဲ့ရေတရဝါတွေရောက်လာပြီးပွညုံလေးကိုဖမ်းခေါ်သွားခဲ့ပါတယ်။ဆိုစကီကတော့ရေထဲထိလိုက်သွားပေမဲ့လီစာကတွေ့ပြီးရေထဲကနေပြန်ခေါ်သွားခဲ့ပါတယ်။ဆိုစကီလေးကငိုနေခဲ့ပြီးပွညုံလေးကိုဆုံးရှုံးလိုက်ရတယ်လို့ခန့်စားနေရပါတယ်။နောက်တော့ဆိုစကီကစိတ်ပြက်လက်ပြက်ဖြစ်နေပြီးပွညုံလေးကိုလွမ်းနေခဲ့ပါတယ်။ဆိုစကီရဲ့အမေလီစာကတော့ပွညုံလေးရဲ့အင်ကပလေအပြင်ဖြစ်တယ်လို့ပြောပြီးနှစ်သိမ့်ပေးနေခဲ့ပါတယ်။လီစာဟာဆိုစကီရဲ့အဖေကဒင်းကျပ်ပြန်လာမှဖြစ်တာကြောင့်ပွညုံအကြောင်းအကုန်ပြောပြလို့ရတယ်လို့ပြောနေပါတယ်။ဒီလိုနဲ့သူ ့အင်ကိုရောက်လာခဲ့ပါတယ်။အင်ရောက်တော့ဆိုစကီကပုံစိမ့်လေးကိုပင်လယ်ဘက်မှာဆွတ်ထားလိုက်ပြီးပွညိုပြန်လာရဲ့သူတို့အိမ်မက်တည်အောင်လို့ထားခဲ့လိုက်ပါတယ်။နောက်တော့ဆိုစကီအဖေစီကဖုံးလာခဲ့ပါတယ်။အကြောင်းကတော့ဆိုစကီဖေကပြန်မလာနိုင်တဲ့အကြောင်းနဲ့တင်မောထွက်ရင်အချက်ပြမယ်လို့ပြောနေပါတယ်။ဒါပေမဲ့လီဆာကတော့အရန်ကိုပောက်ကွဲသွားခဲ့ပါတယ်။ဒီလိုနဲ့ကြောက်ရောက်တော့ဆိုစကီအဖေကအချက်ပြနေခဲ့ပြီးလီဆာကတော့ထိုင်ဆဲနေခဲ့ပါတယ်။ဆိုစကီရဲ့အဖေကတောင်းပန်နေခဲ့ပေမဲ့လီဆာကတော့စိတ်ဆိုးပြီးမနေပါဘူး။ဒါပေမဲ့တအားတော့မှဆိုစကီလေးကအမေကိုထိတိပေးလိုက်တာကြောင့်အဆင်ပြေသွားခဲ့ပါတယ်။ဒီအချိန်ပွညိုရုပ်ဘက်မှာတော့သူ့အဖေ ကအပေါ်ကိုပြန်မသွားရဘူးလို့ပြောနေခဲ့ပါတယ်။ကျွေးနေတဲ့အဆောင်မစားပဲဝက်ပေါင်းကြောင့်စားခြင်းတွေပြောတာကြောင့် Fujimoto လည်းလူသားအဆအစာတွေကိုစားလာခဲ့တယ်ဆိုတာသိသွားခဲ့ပါတယ်။ပူညိုလေးကသူကလူသားတယောက်ဖြစ်လာမှဖြစ်ပြီး Suzuki ကိုလည်းချစ်တယ်လို့ပြောနေပါတယ်။နောက်တော့လူသားတယောက်ဖြစ်အောင်စတင်ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။ဒါကြောင့်ခြေရီလက်တွေထွက်လာခဲ့ပြီးဒါအောင်မြင်တဲ့ Fujimoto ကသူစားအားနဲ့အရင်လိုပြန်ဖြစ်အောင်လုပ်နေခဲ့ပါတယ်။ဒါပေမဲ့ပူညိုကသူ့မိရဲ့အမွေကိုဆက်ခံထားတာကြောင့်စားအားကပူကြီးနေခဲ့ပါတယ်။နောက်တော့ Fujimoto လည်းစားအပြည့်ဆွေးရည်ကိုတောက်ပြီးပူညိုကိုအရင်လိုပြန်ဖြစ်အောင်လုပ်ခဲ့ပါတယ်။နောက်ပြီးပူညိုကိုညီမရ တွေနေတဲ့ဂန်ထဲမှာထားခဲ့လိုက်ပါတယ်။စီးရီကိုကြိုက်ကြတဲ့တရဝါတွေကလည်းကာထားတဲ့အပေါက်ကနေဝင်လာတဲ့ကြောင့်ဖူဂျီမိုတိုကစီးရီကိုလုံခြုံတဲ့နေရာစီယူသွားခဲ့ပါတယ်။ဖူဂျီမိုတိုမသိလိုက်တာကပွညိုရဲ့ညီမလေးတွေကပွညိုဖမ်းထားတာကနေလွတ်အောင်လုပ်ပေးလိုက်တယ်ဆိုတော့ပါ။ပွညိုလည်းခြေတွေလက်တွေပြန်ပေါက်လာပြီးခြေရတဲ့ဆိုစကီစီသွားဖို့လုပ်ပါတယ်။ကျဲတဲ့သူတွေကလည်းဆိုစကီစီသွားဖို့အတွက်ပွညိုလေးကိုကူညီနေခဲ့ပါတယ်။ပွညိုကသူတို့နေတဲ့ကားရဲ့အပြင်အပြင်ကအကာအရံကိုပါဖောက်ပြစ်လိုက်ပါတယ်။ဒါကြောင့်ခြေတွေဝင်လာခဲ့ပြီးဖူဂျီမိုတိုရဲ့စွမ်းအားရည်တွေထားတဲ့အခန်းဟာလည်းပွန်သွားခဲ့ပါတယ်။နောက်တော့ရွှေရောင်ငါးရည်နဲ့ ူတူကုန်းပေါ်တက်လာခဲ့ပါတယ်။သူတို့ရဲ့လောက်ရဲ့ကြောင့်ဆိုစကီတို့ဘက်မှာတော့မုံနိုင်နေဖြစ်လာခဲ့ပါတယ်။မုံနိုင်ကြောင့်ပဲမြန်မာနိုင်ငံလိုမြည်ပြန့်နေခဲ့ပြီးလီဆာကဆိုစကီလာတော့မုံနိုင်မစုခင်အိမ်ပြန်မှုလုပ်ပါတယ်။ဆိုစကီကအဖွားဒီကိုလက်ဆောင်နေနဲ့ငားယုံလေးပြီးခဲ့လိုက်ပါတယ်။လမ်းမှာတော့ပွညိုလေးကသူ့နောက်ကနေလူပုံစံနဲ့လိုက်လာခဲ့ပါတယ်။ဒါအောင်မြင်တော့သူ့အမေကိုကောင်မလေးတယောက်ရှိနေတယ်လို့ပြောပြလိုက်တာကြောင့်ကားကိုရက်ပြီးကြည့်ပေမဲ့ရှိမနေခဲ့ပါဘူး။နောက်တော့ရေလိုင်းနေရောက်လာတာကြောင့်အ мян ထွက်ခဲ့ရပါတယ်။အိမ်ရောက်တော့ရေလိုင်းထဲကနေပွညိုကထွက်လာခဲ့ပြီးပွညိုကဆိုစကီကိုပြေးဖက်လိုက်ပါတယ်။ဒါနဲ့လီဆာလည်းပွညိုနဲ့ က်ဆိုစကီကိုအထက်ခေါ်လာခဲ့ပြီးဆိုစကီကတော့အဲ့ဒီကော်မတီကရွှေငါပွညိုဖြစ်တယ်လို့ပြောနေခဲ့ပါတယ်။ပွညိုကတော့မီးတိုင်အိုကန်ကရှောက်ပြင်းနေခဲ့ပါတယ်။ဒီနောက်လီဆာက ကော်ဖီဖြော်တိုက်လိုက်ပြီးမတော်တတဲ့ပွညိုကိုဆိုစကီကတင်ပေးနေပါတယ်။နောက်တော့လီဆာကမီးဆက်နိုပြီးပွညိုတို့ကလည်းကူညီနေပါတယ်။လီဆာကသူ့ယောက်ျားဆက်သွယ်ပေးမဲ့ line တွေကပြတ်တောက်နေခဲ့ပါတယ်။နောက်တော့သူတို့တွေခေါက်ဆဲကြောက်တို့စားဖို့ပြင်နေခဲ့ပါတယ်။၃မိနစ်ပဲစောင့်ဆိုပြီးထွက်လာတဲ့ပုံစံကတော့မမခေါက်ဆဲလို့မဟုတ်ပဲထွက်လာခဲ့ပါတယ်။စားပြီးတော့ပြီးတော့ပွညိုလေးကအိပ်ပျော်သွားခဲ့ပါတယ်။နောက်တော့လီဆာကဖိုးဝိုင်းရဲ့တာကိုစိတ်မချလို့ပြန်သွားရမယ်ဖြစ်ကြောင်း ောင်းတယ်ဆိုစကီကိုလည်းပွညိုလေးကိုစောင်းလျှောက်ပြီးအိမ်မှာနေခဲ့ဖို့ပြောလိုက်ပါတယ်ဆိုစကီအဖေဘက်မှာတော့တင်းမောကဆက်ရသွားခဲ့ပါတယ်ဒါပေမဲ့ဒီချိန်ပွညိုအမေကဖြတ်သွားခဲ့တာကြောင့်စက်တီရပြန်လည်လာခဲ့ပါတယ်ပွညိုအမေရဲ့မော်ဆွမ်းတွေကိုလည်းမြင်တွေ့ခဲ့ရပြီးအားလုံးကကျေးဇူးတင်နေပါတယ်ဒါဟာပွညိုအမေကပွညိုစီလာနေတာဖြစ်ပါတယ်နောက်တစ်ခါမှာတော့ဖူဂျီမိုတိုကအိမ်ထဲဝင်ဖို့ကြိုးစားပေမဲ့ပွညိုကအတားဆီးတစ်ခုနဲ့ကာရန်ထားပါတယ်နောက်တော့ပွညိုအမေရောက်လာခဲ့ပြီးပွညိုရဲ့လက်ရဲ့ကြောင့်ကဘာကြီးကဟန်ချက်ပြတ်နေပြီလို့ပြောနေခဲ့ပါတယ်ပွညိုရဲ့အမေကတော့ဆိုစကီကိုဆန်းသက်ပြီးပွညိုလူသားဖြစ်ပြောင်းလဲသွားခဲ့ရင်တဘာဝ တရားကြီးကပြန်လည်တည်ငြိမ်သွားမယ်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့ဖူဂျီမိုတိုကတော့အချစ်သာမစစ်မှန်ခဲ့ရင်ပွန်ညိုကပင်လယ်မြို့အဖြစ်ပြောင်းသွားမှာဖြစ်ကြောင်းပြောနေပါတယ်။ဒါအမှန်မေပဲဒါတွေကအားလုံးရဲ့အစဖြစ်တယ်လို့ပြောလိုက်ပြီးဆိုစကီရဲ့အချစ်ကိုယုံကြည်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်နေ့မနေ့ရောက်တော့ရေပြင်ကတော်တော်တက်နေခဲ့ပြီးအိမ်ရဲ့ချင်းရင်းကိုတောင်ရောက်နေခဲ့ပါပြီ။ဆိုစကီကလည်းသူ့အမေကိုရှာဖို့လုပ်ပြီးမဲ့သူတို့စီမှာလျှာရှိမနေခဲ့ပါဘူး။ဒါပေမဲ့ပွန်ညိုလေးကဆိုစကီစောင့်နေကြလေလေးကိုအကြီးပုံစံပြောလိုက်တာကြောင့်လျှာရသွားခဲ့ပါတယ်။လေလေးကရင်ငွေကိုအသုံးပြရဲ့လေဖြစ်တာကြောင့်ဖျောင်းနိုင်တဲ့အပူပေးပြီးသွားရင်လျှာမောင်းလို့ရပါ 傻逼。 ။ဆူစကီတို့လည်းရိခအနေငယ်ထည့်ပြီးလေလေးကိုမောင်းကရှာပုံတော့ခီးထွက်ခဲ့ပါတယ်။ဒီလိုနဲ့လမ်းမှာလေတစည်းနဲ့တွေ့ပြီးစားစရာတွေပြီးခဲ့ပါတယ်။ဒီလေတွေကကလေးဟာဖျားနေခဲ့တဲ့အကြောင်းပွညိုကသူ့အစွမ်းနဲ့ကူပေးခဲ့ပါတယ်။ရေကြီးလာလို့လူတွေကလည်းကုန်းမြင့်ရှိတဲ့ဟိုတယ်နေရာကိုပြောင်းရွှေ့နေကြပါတယ်။ဆူစကီတို့ကလည်းလီဆာကိုရှာအောင်မှဖြစ်တာကြောင့်မလိုက်သွားခဲ့ပဲထွက်လာခဲ့ပါတယ်။လမ်းရောက်တော့လောင်စာကုန်သွားတာကြောင့်ပွညိုကိုဖျောင်းနိုင်တဲ့တိုင်ကိုကြီးအောင်လုခိုင်းနေခဲ့ပါတယ်။ဒါပေမဲ့ပေါ်ဆန်အများကြီးသုံးထားတဲ့ပွညိုကအိပ်ပျော်သွားခဲ့ပါတယ်။ဆွမ်းအကြောင်ကြီးလာတဲ့လေကလည်းတေးလာခဲ့ပါတယ်။ကုန်းမော်ရောက်တော့လီဆာရဲ့ကားကိုရှာတွေ့ခဲ့ပေမဲ့လူ ူတော့ရှာမတွေ့ခဲ့ပါဘူးတကယ်တော့လီဆာတို့ဘဝရိတ်သာဟာလူတွေဟာပွညိုမေလို့ရှိရာရေရောက်ကိုရောက်နေခဲ့တာဖြစ်ပါတယ်အဲ့ထဲမှာမော်ဆွန်အားကြောင့်ခြေတော်မကောင်းတဲ့ဖွားကလည်းကလေးတွေလိုစော်ကားနေခဲ့ပါတယ်လီဆာကတော့ပွညိုအမိနဲ့စကားပြောနေခဲ့ပါတယ်ဆိုစကီတို့လည်းရှုံမောင်းတစ်ခုကိုဝန်သွားခဲ့ပြီးဒီအချိန်ပွညိုကတော့ဆွမ်းအားရောလာခဲ့ပြီးငါးပုံစံပြောင်းသွားခဲ့ပါတယ်ကန်ကောင်းနာကဆိုစကီကရေရှိတဲ့နေရာကိုရောက်သွားခဲ့ပြီးပွညိုကိုရေပုံနဲ့ထည့်ထားခဲ့ပါတယ်ဒီအချိန်ဖူဂျီမိုတိုကလာခွက်ခဲ့ပြီးဆိုစကီကတော့ထွက်ပြေးလာပါတယ်ကိုဘုံမှာတော့အဖွားတယောက်ရှိနေပြီးသူ့စီပြေးလာဖို့အတွက်ပြောနေခဲ့ပါတယ်နောက်တော့ဖူဂျီမိုတို ကသူတို့ဒီကို ရောက်နေရာကိုခေါ်လာခဲ့ပြီးရောက်ရောက်တော့ပွန်ညိုမီကဆူစကီကိုမတူတဲ့ကဘာနှစ်ခုကြားကပြောင်းလဲနေတဲ့ဒူမအိုချစ်နိုင်လားလို့မေးလိုက်ပါတယ်ဆူစကီကလည်းသူရှင်းနိုင်ကြောင်းပြောပြောလိုက်ပါတယ်ပွန်ညိုကလည်းလူဖြစ်လာရဲ့မော်ဆွဲနေဆုံရှုံရလိမ့်မယ်လို့ပြောခဲ့ပြီးပွန်ညိုကလည်းဒါကိုလက်ခံခဲ့ပါတယ်နောက်တော့ပွန်ညိုကိုရေဘူးပေါင်းနဲ့ထိလိုက်ပြီးကုန်းမပြန်ရောက်ရင်ရေဘူးပေါင်းလေးကိုနမ်းလိုက်ပါလို့ပြောလိုက်ပါတယ်ဒါဆိုရင်ပွန်ညိုကလည်းလူသားတစ်ယောက်ဖြစ်သွားပြီးတဘာဝတရားကြီးကလည်းပုံမှန်ဖြစ်သွားမှာဖြစ်ပါတယ်ပွန်ညိုရဲ့အမေကအားလုံးနှုတ်ဆက်ခဲ့ပြီးကုန်းမကိုပြန်ပို့ခဲ့ပါတယ်ကုန်းမရောက်တော့ဖူဂျီမိုတိုကလည်းတောင်းပန်နေခဲ့ပြီးသူ့ ို့ကိုခွင့်လွှတ်မယ်ဆိုရင်ပွန်ညိုကိုယူဆိုင်ပေးဖို့ပြောနေခဲ့ပါတယ်။ဆိုစကီဖေးရဲ့တင်မောကလည်းပြန်အောင်လာခဲ့ပြီးအားလုံးကိုနှုတ်ဆက်နေခဲ့ပါတယ်။နောက်တော့ပွန်ညိုကလေဘော်ကိုတက်သွားခဲ့ပြီးဆိုစကီနှကမ်းပေါ်ကြကလူသားတယောက်ဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်။သူတို့နှစ်ယောက်ရဲ့အချင်းကတငယ်ချင်းလည်းမဟုတ်ရီးစားလည်းမဟုတ်တဲ့အချင်းမျိုးဖြစ်ပြီးလာခွင့်ချင်းဆိုတာလည်းရှိမှာမဟုတ်ပါဘူး။တယောက်နဲ့တယောက်ချစ်ချင်းမြတ်တမ်းနဲ့သာချစ်ကြတာဖြစ်လို့ပြောစရာအဆုံးသက်လေးပဲဖြစ်နေခဲ့ပါတယ်။ဒီစကားလေးရဲ့မဆိတ်ကတော့မတူညီတဲ့ကဘာတစ်ခုကသူတွေကချစ်ကြတာထူးဆန်းပြီးတော့တူညီတဲ့ကဘာအောင်မှရှိတင်ကြပါမယ်။ခင်ဗျားတို့လိုသူမရဲ့အချင်းကိုမရတဲ့သူတွေကပုံပြီးထူးဆန်းတယ်ဆိုတာကိုပါ။အဆုံး းလိကြည်ပဲအတွက်အားလုံးကျေးဇူးတင်ပါတယ်